ယခုတင်ဆက်သောအတန်ထွက်ပုံမြင်ရုပ်ပြများ audio book များသည် quality publishing house စုပြည့်စုံလုံးစားပေးရတရံကုန် publication တို့၏မူပိုင်လာဖြစ်ပါသည်မင်္ဂလာပါမောင်ညီမလေးတို့ရေမမရောပုံမြင်တင်ဆက်သူမဆုပြည့်စုံနှုတ်မဲ့ဖြစ်ပါရဲ့မမဒီနေ့ဖတ်ပြမဲ့ပုံမြင်လေးကတော့စုပြည့်စုံနှုတ်စာပေကနေထုတ်ဝေထားတဲ့အုံနာမရှိသူလို့ခေါ်တဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့တခါတော့ကတောနဲ့ကြီးတစ်ခုထဲမှာချင်းသစ်အိုကြီးတစ်ကောင်ရှိရဲ့ သူဟာရေရေစင်ကတော့အာကမောင်းတံမို့တတော်လုံးတတောင်လုံးအင်အားဆိုင်နိုင်တဲ့အင်အားမျိုးရှိခဲ့ရဲ့ဒါပေမဲ့အတန့်ရွာလေးကြီးရင်လာတဲ့အမြာဇရာနဲ့အကြောင်းမျိုးမျိုးကြောင့်နာမကျန်းဖြစ်ပြီးအရင်ကလိုတတော်လတ်လတ်မလှူရှားနိုင်တော့ဘူးပေါ့သူအာကမောင်းတံနဲ့လှူရှားနိုင်တော့ကသူ့ဘေးမှာညာဝါးစားတော့နေတဲ့အကောင်တွေလည်းနားမမရှိတော့ပဲအိုနာကြိုးကမ်းမိခွေးတစ်ကောင်သာကြံတော့ရဲ့ ။နမ်ချမ်းဖြစ်နေတဲ့ချင်းသေးအိုကြီးမှာတရေတကောင်ရဲ့အသေးနှလုံးနဲ့အုံနောက်ကိုစားတောက်လိုက်ရရင် သူ့ရောဂါသက်သာပြီးကျန်းမာလာနိုင်မယ်လို့ယုံကြည်တဲ့ဆန္ဒတစ်ခုရှိနေတယ်။ ဒါကြောင့်မလန်းမကန်းမှရှိတဲ့သူ့တပည့်မြေခွေးကိုခေါ်ပြီးတပည့်ကြီးငါနေကောင်းချမ်းမလာဖို့အတွက်တရေနှလုံးနဲ့အုံနောက်ကို စားရမှဖြစ်လိမ့်မယ်အဲ့ဒါဟာငါရဲ့တက်စာပဲမင်းကငါရဲ့ငယ်မွေးချံပေါက်ပြီးပြီးတောဆက်မှရှိတဲ့တရေကိုလိမ့်ညာပြီးငါအနာကိုအပါခေါ်ခဲ့ပါအကြံအောင်ရင်ထုံးစံအတိုင်းအကျဉ်းချံတွေရမင်းအတွက်ပေါ်လို့ပြောပြီးတရေရှိရာအရက်ကိုညွှန်ပြလိုက်တယ် မြခွေးကချင်းသေးရဲ့အကျဉ်းချက်လေးတွေကိုကစားနေရဲ့အကောင်ပြီးပြီးချင်းသေးကြီးရဲ့ဆန္ဒအတိုင်းတရစီကိုသွားပြီးဒီလိုလှည့်ဖြားပြောဆိုတာပေါ့မိတ်ဆွေကြီးကိုတရဲ့အခုကချင်းသေးမီကြီးမကြမ်းမှဖြစ်နေပြီးကျုပ်အထင်တော့အဲ့ဒီအဘိုးကြီးတိတ်ကြတော့မယ်မထင်ဘူးဟိုနေ့ကကျုပ်နဲ့တွေ့ရောအချင်းကြီးကတိတ်မကောင်းတာအမှန်ပဲအားလဲရှိပုံမရဘူးသူလဲသူကွယ်လွန်တော့မှာကိုတီးပြီးသူ့ကိုစား ဘရင်အစ်စ်တပါခန့်ထားခဲ့ခြင်းနဲ့သူဆန္နာက ခမ ्या ကိုရည်ရွယ်ဟန်သူရဲ့ဒါကြောင့်ခမ ्या ကိုကြုတ်လာခေါ်တာပါ လူမမာသွားမိလိုက်ပါအောင်လို့မမတ်မကန်ပြောပြီးတရေကိုတိမ်သွေးစည်းယုတ်လိုက်တယ်ဘရင်ဖြစ်ချင်တဲ့တရေကလည်းမြင်ခွေးရဲ့စကားကိုယုံမိလိုက်လာရဲ့ချင်းတေးကလည်းအကြံနဲ့စောင့်နေတာပေါ့တရေလည်းရောက်လာရအစာငတ်နေတဲ့ချင်းတေးအိုကြီးကအိမ်နေမြနဲ့လှမ်းကုတ်လိုက်ပါတယ် ဖြားပြီးအားနေနေရမို့ထိရောက်မှုမရှိပါဘူး။တရေဟာလက်မီအဝေးကိုထွက်ပြေးပါတော့တယ်။စားခန်းနီးမှလူသွားရဲ့တရေဖိုးဘဝကြီးကိုလက်လွတ်လိုက်ရတာကိုချစ်တီအိုကြီးကမကြည်မနှက်ဖြစ်နေရဲ့။ဒါကြောင့်သူ့တပည့်ကိုခေါ်ပြီးအဲ့ဒီအကောင်ကိုမရရအောင်လင်ညာလေးပြပြီးပြန်ခေါ်လာဖို့စိတ်ခိုင်းပြန်ပါတယ်။ငယ်ကြောက်တပည့်ကြီးမြေခွေးရလည်းသူ့အရှင်သခင်ဆရာသမားရဲ့အမိန့်တိုင်းဒေကြီးစီကိုဒုတိယအကြိမ်ချီးကပ်ပြန်ပါတယ်။ အသက်ပြေးရလို့အောင်မနေပြေးခဲ့ရတဲ့တရေဟာမြေခွေးကိုမြင်တော့ဒေါသထွက်ပြီးသူ့ချိုနဲ့ခတ်ဖို့ပြင်တာပေါ့ဒါပေမဲ့ကလင်ကကြည့်မြေခွေးကတရေကိုအချိုတက်ပြီးဒီလိုပြောပြန်လေစိတ်မဆိုးပါနဲ့ဗျာအမြင်ဆောင်မိအထင်လွဲကြရပါသူကထီးနှဲလွှဲပေးမဲ့ကိစ္စကိုတူတူချစ်ချစ်ခမားနဲ့စကားပြောဖို့အနာကက်လိုက်တာကိုခမားကအထင်လွဲသွားတာကိုဒါလို့အရေးကြီးရဲ့ထီးနှဲလွှဲပြောင်းမှုဆိုတာသူကခမားကိုတူတူချစ်ချစ်မဆရာကိစ္စတွေရှိမှသိကြရဲ့ ဒါကြောင့်ခမရနှောင်းကိုသူမပြောလို့ဆိုကတ်လိုက်တာဖြစ်မယ်။ဒီတစ်ခါသွားရင်မကြောက်နဲ့နော်။သူကအာမရှိလို့အနာမကတ်နိုင်ရင်တော့ခမရကတ်သွားလိုက်ပါလို့လင်ညာလှိစားပြီးပြောပြန်ပါရဲ့။အာနာယူဖြစ်နေတဲ့တရေကလည်းရှင်ဖြေဖျက်ချီသေးရဲ့ဆိုတဲ့အတွင်းနဲ့မြေခွေးလိမ်ကြီးခေါ်လာတဲ့ခီလန်အတိုင်းခြေသေးအူကြီးအနာထိကတ်သွားတော့ပါပေါ့။ကြည့်တော့ချောင်းနေရဲ့ချင်းလေးကသူ့ကိုအလွယ်တကူပဲဖမ်းယူပြီးကြိုက်စားလိုက်တော့တာပေါ့နှလုံးသားကိုဦးစားပေးစားပြီ ကြံတဲ့အသားတွေကိုလည်းငငက်နဲ့အာပါစားတော့တာပေါ့ဒီချိန်မှာအကြံသမားမြေခွေကတရေရဲ့အုံနောက်ကိုဝှက်ထားလိုက်တယ်ချင်းတိခွေရရောက်မှ သူစားမယ်ဆိုတဲ့အသွေးနဲ့ပေါ့ဒါပေမဲ့ချင်းတိအိုကြီးကသူစားခြင်းနဲ့အုံနောက်ကိုတတိယလာတဲ့အတွက်ရှာဖွေပါတော့တယ်ဒါပေမဲ့လုံးဝရှာလို့မတွေ့ဘူးတဲ့ဒါနဲ့မြေခွေကိုမတင်ခါရဲ့အတန်နဲ့အုံနောက်ဘယ်မလဲလို့မေးပါတယ်ဒီတော့မြေခွေးကဒီတရေကအုံနောက်ရှိရမှမသူပါဘူးချင်းသိမင်းရဲ့ ကျွန်တော်တို့နှစ်ချိန်လောက်လင်းညာပြောဆိုတာတွေကိုယုံမိဒီနေရာထိလိုက်လာမှာတော့အုံနာမရှိရဲ့တတော်ဝါပဲဖြစ်မှာပေါ့တည်ကြပါတယ်လို့စင်ချေပေးလျှောက်ထားလိုက်တဲ့။ပုံမြင်လေးကိုနောက်ထပ်မိပြီဆိုရင်တော့မမနဲ့အတူမိကွန်းလေးတွေကိုဖြစ်ကြည့်ကြအောင်နော်။နံပါတ်1တောပြင်ချင်းသေးကြီးသည်မိသည့်အခြေအနေကို ရောက်ရှိတနည်းနံပါတ်2ချင်းသေးကြီးတွင်မိသည့်ဆန္ဒရှိတနည်းနံပါတ်3မြခွေးသည်တရေအားမိတို့လှည့်ပြခေါ်ဆောင်တနည်း နံပါတ်၄မြေခွေးသည်တရေအိမြည်သည့်အရာကိုသူစားရန်ဝတ်ထားသည်။နံပါတ်၅ဤပုံမြင်လေးကိုဖမ်းပြီးမြည်သည့်သင်္ကန်းစာရရှိသည်။မမရွေးပုံမြင်လေးကိုဆက်လက်ပြီးနားထောင်ကြည့်နေဆိုရင်တော့မမရွေး YouTube Channel ကို Subscribe လုပ်ဖို့မမေ့နဲ့နော်။